အားလုံးပဲမင်္ဂလာပါရှင်။လာမယ့် YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြီးအကျိုးဆိုပါရယ်။ကျမတို့ရဲ့ Channel ကနေဒီကနေ့မှဆိုရင်တော့စာရေးသူမေချူးသွဲတွန်တင်းမြေရေးသားထားတဲ့ဖုံးရှိန်နဲ့နှုတ်စီမဆောက်သူ စာဆယ်နှစ်ကိုထုတ်လင်းပေးမှာဖြစ်ပါရယ်။အားလုံးကဇလန်းလေးကိုနားဆင်လို့အားပေးပါနော်။အမေဘယ်တော့မလို့လဲ။နေလေကလေတွေက ပြန်လာစဉ်ဝေကောင်းစားလာတွေဝေ့ပြီး အပြန်ထွက်လာတဲ့အမေကိုမြင်ရလို့ဖုံးရှင်မေးလိုက်တာတော့ဖြစ်တယ်။အမေကသူ့ကိုတက်ချက်ကြည့်လို့လက်ကနာဝဲသွားမလို့အမေတို့တော့လှုပ်ပြန်ပြီ။ကနာဝဲသွားပြီးတောင်းလို့လို့မြောင်းလို့လို့ဖြစ်အောင်မေး။ဖုံးရှင်စကားကြောင့်အမေကသူ့ကိုမျက်ဆောင်ထိုးတယ်။နေရလေငါ့ကိုဆိုပြောဖို့ဆိုဝဲပြီ။တော်ပြီနင်းနဲ့စကားမပြောတော့ဘူး။ကနာဝဲကစနေပြီလားလဲမသိဘူး။ငါသွားတော့မေး။မိဖို့ကြောင့်ထဲမှာငါခုဟင်းချက်ထားတယ်။ဟင်းရည်ကဓာတ်တလုံးရွက်ချက်ထားတယ်။ နေထမင်းစားရင်စောင်းလို့ရပြီငါသွားတော့မင်းအမေသူ့ကိုလှဲမကြည့်ပဲထွက်သွားပြီဖုန်းရှိန်အမေကိုကြည့်လို့ခေါင်းခေါင်းလို့သာစံရင်ခင်ရတယ်ကနာဘွဲကရွာဦးစည်ဒီမှာပြုတ်လောက်တာဖြစ်လို့ဆိုင်းတဲ့ဘုံတန်တို့ကလည်းမကြားချင်မအစုံညံနေအောင်ကိုကြားရတယ်ဖုန်းရှိန်ကနေလည်နေခင်ထမင်းစားပြီထမင်းလုံးစီးဖို့တွေးတော့လေဆိုင်းတဲ့ဘုံတန်တွေကြောင့်အိမ်မရတာနဲ့ကိုညွန့်နီထိုင်ခွာနေလိုက်တယ်ဖုန်းရှိန်တို့တောင်းအမိကိုမဆိုင်ကြတော့လေ ဖုန်းရှင်ရဲ့အမမအေးကြီးကကွန်ဆိုက်တင်။ဒါကြောင့်ပဲဖုန်းရှင်ကရန်ဖတ်ရက်ကကိုညို့နှင်းဖြင့်ပေးတတ်တယ်။ကိုကြီးဖုန်းရှင်ရင်တယောက်တည်းအေးလို့လို့ကိုညို့နေထိုင်ဖြစ်နေစဉ်သူ့နာမည်ခေါ်လို့အိမ်ထဲဝင်လာသူကြောင့်နှက်ကြည့်ရင်ဟာကဖို့တီအိမ်ထဲဝင်မဲ့အကြီးမဝင်မဲ့ဘာလို့အတန်ပြင်းနေအော်နေရလေကွ။အိမ်ထဲဝင်လာရင်ဖိုးတီကိုသူကအော်လိုက်တယ်။ဖိုးတီကပျောက်ဆက်ဆက်မျက်နှာပေးနေသူကနားမှဝင်ထိုင်နေ။ကြီးကြီးရောကိုကြီး မဲကြီးကြီးကရွာဦးစည်ရီရဲ့ကနာပွဲကိုတွားလိုက်ရဲ့ကွကြီးကြီးတို့ဝါသနာကတော့အခုထိဝါသနာကြီးတော့မယ်ဗျာအေးကြီးကြီးရဲ့ကြောင့်မင်းသိရင်ပြရပဲလေဒါနဲ့မင်းကဘယ်ရလှဲ့လာတာတော့ဘယ်မှာလှဲ့မလာဘူးငါအကိုစီပဲလာတာငါစီဘာလာလောက်တာလေဖုံးရှင်မိတဲ့ဇကားကိုကြားတဲ့အခါဖိုးတေကဖုံးရှင်နှွှာချထားပြီးကုံညုံနီးပြားကြီးတွေကိုတေးသေးလေးတွေဖြစ်အောင်ဖြစ်ရသည်ဟာကငါမင်းကိုမေးနေရလေ အိမ်မောကနှင်ချလိုက်လို့ကိုကြီးဖုံးရှိန်ကိုတားမိစီလာနေရဗျာဘာဒေါ်လေးကမင်းကိုအိမ်မောကနေနှင်ချလိုက်တယ်ပေါ့ဟုတ်လားဟုတ်ပါမင်းကဘာတွေပောက်ခဲ့ရသွားလုံးလို့လေဖိုးတရတောပြော်တော့နေခုံတရေသွားသွင်းမိလို့အမေကကျွန်တော်အိမ်မောကနှင်ချလိုက်တာမင်းကွာဖုံးရှိန်ကမချစ်မရဲဆိုပြီးခေါက်ခါလေးမင်းကိုပောက်ခဲ့ရမလို့ဖို့ငါပြောထားနေမှတ်လားကွာမနေနိုင်ဘူးဗျာ ဝါသနာဆိုတာတရားခတ်တယ်။ကျွန်တော်လည်းဘာမှမလုပ်ဘူး။ဝါသနာအရာခုံတရက်သွင်းပြီးခြေကနံသွားတောင်းတာပါဗျာ။ဖိုးရီယာရင်ရင်ပြောတော့ဖုံးချိန်ကမျက်ခုံးတော့နေ။မင်းခုံတရက်သွန်းတာနဲ့ဒေါ်လေးအိမ်မောနှိချတာဘာဆိုင်လို့လဲ။ဆိုင်နာမှာတိတ်ဆိုင်ကိုကြီးရဲ့ကျွန်တော်ကအဖေထိုင်နေကြခွေးကြီးကိုယူပြီးခုံတရက်သွင်းပြီလို့ပြောဖြစ်ပုံကဒီလိုဗျ။ဖိုးရီသူတို့ကြောက်ခဲ့တာတွေကို ဖုံးရှင်ကိုပြန်လဲဖောက်တဲ့ခြောက်တော်တွေညနေနေဝင်ချိန်တော့ဖြစ်တယ်ဖိုးတိတ်လိုတငယ်ကျဲတဆူထထောမှာစုံမစဉ်ခုံတရဲသွဲလို့ခြေကနဲသွားတောင်းမဲ့ကြောင့်ပြောနေကြတယ်တည့်ရက်ထဲနှလုံးရှုံးတော့လေတောက်တော့လဲပဲကွာတော်ပြော်ကမချင်မရဲစကားဆိုတော့ဖိုးတိတ်ရတရဲသေးကိုစောင်းတဲ့တို့ကစာရင်နားထောင်နေလိုက်တယ်မင်းရမပေါမန်းသေးရီကိုအဟုတ်မှတ်နေရဘူးကြော်ရထရေတန်ကိုတောင်းရင်ဝင်ပြောတယ်ကန်စားတာလေးမြတ် 他人帮忙拉拿了娃娃，没落得过高压针了。招标呢，做一些个，骗标来的娃，你上骗的。咦，小姐那婆婆，蔡修路，银行妈妈，半弄上挨骂搞的，谁意落没过。阿爸阿爷带你招标个差标的。他说这条老公，伢家人，我入口的也大专呀，你上，没啊好有好月了。 တော်ပြော်ကမယုံတော့ဝက်ယုံတော့ဝက်နဲ့မေးလာလေတေးကြတာပေါ့ကမင်းရဲ့အတွက်တကွက်ကောင်းတေးချာရောက်စီရမယ်ကွာပြီးရပြီဘာလို့ရမှာလဲလမ်းလေးကွာမှခုတ်တရေတော့သွဲ့မယ်ကွာညင်းဆောင်ပြောလိုက်တော့တော်ပြော်ကထရင်မော်ရင်ခေါင်းငိမ့်နေမင်းဘက်ကတေးချာရေတော့မယ်ကွာတေးချာပါလေဆိုကွာမင်းရောလိုက်မလာဖို့တီမင်းတို့မှသွားရင်ငါကနေခဲ့စီရလားကွာလိုက်မှာပေါ့ကွာ ဒီလိုဆိုပြီးတော့ကွာမင်းရင်ကခွေးကြေးတလုံးယူခဲ့အောင်ကွာအေးယူခဲ့မယ်မြင်းဆောင်စကားကြောင့်ဖိုးတေယူခဲ့မယ်ဂရီပေးပြီးလမ်းခွဲခဲ့ကြတယ်ည9နာရီသူတို့လေးရောက်ပြန်ဆောင်ဖို့ကိုလေဂရီလောက်ခဲ့ကြတယ်ဖိုးတေလေညာခဲမိသားစုနဲ့ထမင်းစားပြီးရွာလေဗီဒီယိုသွားမယ်ဆိုက အဖေထိုင်းနေကြခွေးကြေးကြီးကိုပကုံးပေါ်ထပ်တင်ကယူခဲ့လိုက်တယ်ရွာတဲ့ညောင်မင်းအောက်မှာလူစုကြရင် လေးယောက်သာလမ်းလေးကစုံတဲ့နေရာ ထွက်လာခဲ့ကြတယ်။လမ်းလေးကစုံတဲ့နေရာရောက်တဲ့အခါခွေးကြီးကိုမြင်းပြင်ပေါ်မှာချလိုက်ကြတယ်။ပြီးတော့ဖနက်ကိုဖဲတစ်ဖက်ညာတစ်ဖက် ခုံအောက်ကိုတောင်းပြထဲလိုက်တယ်။ထဲလိုက်တာကလေတစ်ဖက်ကပက်လက်ဖြစ်လို့တစ်ဖက်ကမောက်ခုံပြီးကန့်လန့်ဖြက်ဖြစ်တယ်။အားလုံးပြီးရဲ့အခါခုံမေးပပက်လေးမှာလေးယောက်ဝိုင်းထိုင်လိုက်ကြပြီးတယောက်နဲ့တယောက်ခုံပေါ်ရှက်တဲ့နေ။အနည်းအနားမှရှိတဲ့မြည်သည့်ပုံကမစူး ကျောက်တုံးနဲ့တူကစားခြင်းကျောက်တုံးရှိရာလာခဲ့ပါကျောက်တုံးနဲ့တူကစားလို့ရင်ကျောက်တုံးစီကိုလာခဲ့ပါမြင်းဆောင်ကအာမအာရင်အောက်ခေါ်တော့ဖိုးတည်စက်တိုင်းတစ်ပြန်ပြန်တော့ထားရတယ်ရောင်းလာပြီလားရောင်းလာရင်ခုံကိုနှစ်ချက်ခောက်လိုက်ပါခုံကြီးကတလုံးလုံးဖြစ်တဲ့အခါတစီရောင်းလာမှန်သူတို့သိလိုက်တယ်ဒါကြောင့်ရောင်းလာကြောင်အချက်ပြခိုင်းတော့ခုံကိုနှစ်ချက်ခောက်လို့အချက်ပေးလာတယ်ကျောက်တုံးနဲ့ကစားဖို့ရောင်းလာတာလား ျောတုံးနဲ့ကစားဖို့ရောက်လာတယ်ဆိုခုံကိုတစ်ချက်ခောက်ပြပါခုံကိုခောက်လိုက်တဲ့တစ်ချက်ထွက်လာပြီကျောတုံးကခြေကနဲတောင်းမလို့ရောင်းလာတာပါခြေကနဲပေးနိုင်မလားပေးနိုင်ရင်နှစ်ချက်ခောက်ပါညင်ဆောင်စကားတခွန်းဆိုတိုင်းခုံကိုခောက်လိုက်တဲ့ကစီးကြံကြီးစွာထွက်လာပြီမနှက်ပြန့်အတွက်ပေါက်ကနဲကိုအချက်ပြပါခုံခောက်တဲ့ရှေ့ချက်ထွက်ပေါ်တော့သူတို့အားတက်လာခဲ့တယ်ဒါကြောင့်နောက်ထပ်မေးလိုက်တယ်ဟုတ်ပြီ ရှစ်တလုံးရပြီနောက်ကဘာကက်ရမှာလဲမြင်းဆောင်ပြီးတော့ခုံကိုသုံးညထားခေါက်လာပြန်နေရှစ်သုံးဟုတ်ပြီဒီကနေ့မနက်ဖြန်ထွက်มาသေးကြရင် ခုံကိုတစ်ချက်ခေါက်ပြခုံခေါက်တန်တစ်ချက်ထွက်ပေါ်တော့မြင်းဆောင်ပြောသွားတယ်သူ့လိုချင်တဲ့ခြေကနေရတဲ့ခါကျိန်တဲ့ဟန်နေကျုပ်တို့လိုချင်တဲ့ခြေကနေပြတဲ့အတွက်ခမည်းကိုကျေးဇူးတက်ပါတယ်ခမည်းနေရက်ကိုခမည်းပြန်လို့ရှာပြီမြင်းဆောင်စကားအစုံ လှုပ်နေတဲ့ခုံကငြိမ့်သက်သွားတော့သုံးယောက်သာအင်းပြန်လာခဲ့တယ်ဖိုးတရားလည်းအင်းရောက်တဲ့အခါအဖေထိုင်နေကြနေရမှာခုံကိုနေရာတကျပြန်ထားပြီးဟမ်မပြတ်အိမ်ထဲဝင်လို့အိတ်လိုက်တယ်ပြေတနာညတကောင်မှစတင်နေမမြင့်ကြီးမမြင့်ကြီးအိမ်ရှိရတတုံးတုံးအတန်းအိုးအောင်မောင်ကြားတဲ့အခါဇနီးဖြစ်သူလှုပ်လို့တယ်ဘာဖြစ်လို့လဲကိုအောင်မောင်ဒေါ်မြင့်ကြီးကလည်းအိတ်ချေမိုးတို့နဲ့ထားမိတော့အိုးအောင်မောင်ကအပြင်ကိုနားဆွနေအိမ်ရှိမှာ တုံးတုံးနဲ့အတန်ကြလာအေးဟုတ်သားကြားရတော့ကြားရင်တွားကြည့်စမ်းမှမြင်ကြည့်ရင်ခင်မောဖြစ်သူစကားကြောင့်ဒေါ်မြင့်ကြည့်ရဲ့မျက်ဆောင်ခင်မောဖြစ်သူထံကိုလျှောက်သွားပြီရှင်ကလျှောက်ကြပြီရှင်တွားကြည့်လေတော့မင်းတွားလိုက်စမ်းမှမင်းမရင်တော်ရတော့လေအသက်ကြီးနေတဲ့အတိုင်းကြောက်တက်လို့နဲ့ခင်မောကိုတချက်ကြည့်ရင်ဒေါ်မြင့်ကြည့်အပြန်ထွက်ခဲ့တယ်အမလီကိုအောင်မကိုအောင်မလာပါဦးတော့အင်းရှင်ရဲ့ မြင်လဲရတဲ့မြေခွဲကြောင့်ခင်မောဖြစ်သူအော်ခေါ်ရီခင်မောဖြစ်သူနေပူစားလှုံနေကြခွေးကြီးရဘသူမှမလှုပ်ဖိတလုံးလုံးဖြစ်နေရအံ့ဩစရာကောင်းခဲ့တယ်။ဘာတွေးလို့လဲမြင့်ကြီးလက်နေတမီဟိုထိုးတီထိုးနေအခန်းထဲရောက်ထွက်သူကကိုအောင်မောင်ဖြစ်တယ်။ဟိုမကြည်စံတော်ထိုင်းနေကြခုံကြီးလှုံနေရတော်ရင်တော်မြင့်ကြီးပြောတဲ့အခါအိုးအောင်မောင်ဟာခုံကိုလှမ်းကြည့်တယ်။အမြင်မှားသလားလို့ပြူပြဲကြည့်နေရကထအော်တယ်။ဟာ ဟုတ်တယ်ဟာဘလို့ဖြစ်တောင်လဲဟာ။အိုးကျမလည်းဖဲသိမလဲတော့အမလေးတော့လင်မယားနှစ်ယောက်တယောက်စကားပြောနေကြခြင်းခုံကိုခေါက်လောက်တန်ကြတော့လင်မယားနှစ်ယောက်ကြောင်းလန့်ပြီးတော့အော်မိတယ်။အမေဘာဖြစ်လို့လဲ။အကြီးမမိစိန်နဲ့နှုတ်ပြီးအော်တန်ကြားရပါထွက်ခဲ့တော့အမေနဲ့အဖေကိုတွေ့လိုက်တယ်။ဟိုမှာခုံကြီးလှုပ်နေတယ်ဤ။မိစိန်ကလည်းအလန်တကြားထအော်ပြန်နေ။အမေခုံမမမမကြီး အဲ့ဒီခုံကြီးကို မမဲအကောင်ကြီးစေးနေဟာဟမ်ဟုတ်လို့လားမိရဲ့မိစင်ရဲ့တမီးအောင်ပြောတော့မမြင့်ကြီးကမယုံတတ်လို့မေးတယ်ဟုတ်ပါနေစိုးမေးရလေခုံကြီးလှုပ်နေရအဘိုးကမမဲအကောင်ကြီးစေးထားတယ်အမလီကလေးစကားကြောင့်မိသားစုဝင်နေအလုံးကြောင်းလက်ပြီးထုံညမိသားစုဝင်နေလေတရေစီးတဲ့ခုံကြီးနဲ့တမိုးအောင်တဲ့အတူနေရင်ကြောင်းလက်နေကြတော့လေဒီအချိန်မှာဖိုးတေကတော့လဲဆောင်တဲထဲမှာနှင်းနေချာချာအိပ်ပျော်ပြီး အိမ်မက်လက်လောက်မှန်းနေပါတော့တယ်မနဲ့ခင်းကိုရောက်တဲ့အခါတော်မြင့်ကြီးအောင်နှက်ကတော့တော်ဖူးအိမ်ကိုသွားလို့အိမ်မှာဖြစ်ပြနေအောင်ပြောပြပြီးမင်းပြတဲ့အခါမှာတော့နှက်ကတော့တော်ဖူးတော်မြင့်ကြီးကိုစူရဲစွာနဲ့ကြည့်ရင်ညီအိမ်မှာအစိမ့်တည်းရရှိရဲ့မြင့်ကြီးရှင်တကယ်လားအမေပူရဲ့ဟဲ့ညာညီကိုတကယ်ပြောနေရ၏ညီတို့အိမ်ကခေါမအစိမ့်တည်းရကန့်နေတာအဲ့ဒီတည်းရကိုညီတော်ဖိုးတေခေါ်လာတာပဲဟာရှင် တော်မြင့်ကြီးအံ့ဩပြီးအံ့ဩရီဟုတ်တယ်မိသားညာသူ့အဖော်ရင်းနဲ့သူ့တန်ငယ်ချင်းနေနဲ့ခုံတန်ရဲသွားသွန်းနေခုံတန်ရဲသွင်းပြီးအပြက်မှာတန်ရဲကကတ်တွယ်ပြီးလိုက်လာတာပဲဒါဒါဆိုကျမဘလို့လုံးဝမလဲအမေပုရဲ့တော်မြင့်ကြီးရဲ့စကားကြတော့နဂရောကအာရုံခံနေသူ့ကိုသူ့နေရာပြန်စေချင်ရင်သူ့စားတဲ့နေရာကျွေးမှရှာမယ်မဟုတ်ရင်မိသားစုအတွက်အန္တရာယ်ရှိတယ်သူကဘာစားချက်နဲ့လဲအမေပုရဲ့ အမဲသားအမဲသားအစိတ်သားသူ့ကိုကြွေးလိုက်အရာဆိုပြန်သွားလိမ့်မယ်တခုပဲညီသားကိုတိတ်ချောင်းမေးစမ်းကြည့်အောင်ဟုတ်ကဲ့ပါမေးဖို့ရင်တော်မြင့်ကြီးနဂရတော်ဖို့ပြောတယ်လို့အမဲသားအစိတ်သားဝင်လို့တော်ဖို့ပြောတဲ့အတိုင်အစိတ်တရက်ကိုကြွေးတယ်လို့ဖိုးတီကိုလည်းအိမ်မောကနေနှင်ချတော်ရင်အိမ်မောကနှင်ချခံခင်ရတဲ့ဖိုးတီလေးဖိုးကုန်းရရှိ ဖုံးရှိန်တို့ကိုရောင်းလာပါတော်ရီအဖြစ်ပြက်ကတော့အဲ့ဒါပဲကိုကြီးရဖိုးတီစကားဆုံးတဲ့အခါ ဖုန်းရှိန်ကကောင်းခါရီမင်းရလေလောက်အပ်သလားမလောက်အပ်သလားမသိရမ်းလောက်တာပဲကွာတကယ်လို့အဲ့ဒီတရေကမပြတ်မင်းမင်းအိမ်သားတွေအနေရပြုတ်ရင်ဘယ်လိုလုပ်မလဲဖုန်းရှိန်မိတဲ့အခါသူ့မှာဖြေးစားစကားမရှိတော့ဘူးဒါကြောင့်နှုတ်ဆက်သွားတော့ဖုန်းရှိန်ကောင်းကိုတော့ဘယ်ညာရှာလိုက်တယ်ဆွဆွငငငဦးတဲ့ခွေးဦးတန်းဖိုးကုန်းတရွာလုံးကိုချောက်ချောက်ပဲကောင်းအောင်ထွက်ပေါ်ရီတရွာလုံးတိတ်ဆိတ်နေခဲ့သလိုဖုန်းရှိန်တို့အိမ်မှာလည်း ဟုံးရှင်အပါအဝင်မိသားစုဝင်တွေက နေချိုင်းစွနဲ့အိမ်မောကြနေတယ်။တိတ်ဆိတ်နေချိန်မှာရှေးကအဝတ်စားတွေဝတ်ဆက်နေလူတယောက်ဖုံးရှင်ရဲ့နေရာကိုတိုးကပ်လာခဲ့တယ်။သူကတော့တခြားသူမဟုတ်ဘူး။အဖိုးသာဖြစ်ပါလေ။ဒါတော့ဒါတော့ထဆန်းဟင်နားထဲမှာကြားရရင်ခေါနိုးတန်ကြောင့်ဖုံးရှင်အိယာကလူးလဲထပြီးသူ့ရဲ့ရှေ့မှာရှိနေတော့အဖိုးကိုတွေးလိုက်တယ်။ဒါတော့အောင်ရွှေကိုသွားခဲ့ပါ မဖဲဝါပြောခဲ့တဲ့စကားကြောင့်မဖဲဝါသူ့အသက်ကိုနှုတ်တော်မူ။ဗျာဖုန်းရှင်အချင်းစိတ်တွေပြဲလို့မျက်လုံးတွေပြူးသွားတယ်။ဟုတ်တယ်သားတော်အခုသားတော်အမြန်သွားပြီဖြည့်ရှင်းစီ။အဖိုးစကားဆုံးတာနဲ့သူ့အိမ်မောင်ကညီပြေးစင်းကအောင်ရွှေအိမ်ကိုတက်ရှိန်လို့ပြေးခဲ့တယ်။အောင်ရွှေအိမ်ရှိကိုအရောက်အောင်ရွှေမိမမိငယ်ရင်အုံကိုတန်းကစီးကြုံနေခဲ့တယ်။အမလေးကိုအောင်ရွှေရဲ့ကျုပ်တို့သားမျိုးထားခဲ့ပြီလားတော့ကျုပ်တို့မထားခဲ့ပဲ တော့မျက်လုံးတွေဖွင့်ကြည့်ပါအောင်တော်ရဲ့အော်ဟင်ငိုယိုတန်းအောင်ရွှေတစ်ခုကိုဖျက်သွားမှာတော့တေးချတဲ့ခါအိမ်မော်တက်ခဲတဲ့သူ့ရဲ့ခြေလံအားမပါတော့ဘူးဟေးမောင်ဖုံးရှင်လာတယ်ကွာဖုံးရှင်ကိုမျက်နာနေဝိုင်းနေရဲ့လူအုပ်ထဲရလူကြီးတယောက်လမ်းပြောတော့ငိုးနေရဲ့မိငယ်သူ့စီခလုံးတိုင်မတက်ပြေးလာလို့သူ့ကိုကူရကဲရောင်မဲတဲ့အပူသေးတယောက်ဟန်အကူအညီတောင်းလာ ರೀ ဖုံးရှင်မောင်လီနေအကူကြည့်ပါအောင်ဟေးနေအကူအောင်ရွှေ့ အမားတို့ထားသွားပြီးမောင်လေးဖုံးရှင်ရင်ဖုံးရှင်မိငယ်ကိုဘာမှမပြော အလောင်းနောက်ကတ်သွားတော့အောင်ရှိပေါ်တက်စီထားပြီးမိန်းမကိုတွေးလိုက်တယ်ထိုသူကတခြားသူမဟုတ်မဖဲဝါပါတင်းချိုင်းရှင်မမဖဲဝါမဖဲဝါသူ့အတန်ကြားတာနဲ့သူ့ကိုလှည့်ကြည့်လာတော့သွေးရောသားရောသိဆုံးခြင်းမဟုတ်မှန်းတော့သိလိုက်တယ်ကိုအောင်ရှိမစုံးငယ်ဖဲသွားခဲ့လေမနေ့ကကနာဝေးသွားခဲ့တာပဲရှိပါတယ်မောင်လေးရဲ့ မိငယ်ကငိုရင်းနဲ့ဖြေးတယ်။ဖုန်းရှိန်ကမိငယ်ကိုလှည့်ကြည့်တယ်။ဘသူနဲ့သွားတာလဲ။ခွေးပုတို့နဲ့။အားနာဆိုခွေးပုကိုခေါ်လိုက်။ဖုန်းရှိန်ဆက်ကအဆုံခွေးပုဆိုတဲ့ကောင်လေးသွားခေါ်စေတယ်။ဖုန်းရှိန်ကအလောင်းကိုကြည့်ကတက်ပြင်းချတယ်လို့ခွေးပုရောက်တဲ့အခါခွေးပုကိုတရခန့်တရလို့ဆစ်စေတယ်။မင်းနဲ့ကိုအောင်ရွှေကနာဘွဲကိုသွားခဲ့တယ်ဆိုဟုတ်လား။ဟုတ်ဟုတ်ပါတယ်အခုဖုန်းရှိန်ခွေးပုကသူ့အမေကိုခေါင်းညှိဖြေတယ်။မင်းတို့နေရာဘာလုပ်ခဲ့လဲ။ ကျွန်တော်ကတော့ဘာမှမလုပ်ခဲ့ဘူးဒါပေမဲ့ကိုကြီးအောင်ရှိတော့မဖဲဝဆိုလားဝင်ပူးနေချိန်မှာပြောင်းတလို့လို့ဇက်ကားတော့တွားပြောခဲ့တယ်ဗျဘာပြောခဲ့လဲဖုန်းရှိန်ကမျက်မှောင်ကျုပ်လို့မေးတယ်ကိုကြီးအောင်ရှိကမဖဲဝနဲ့သူ့နေချင်လို့တဲ့ဘာဖုန်းရှိန်ရဘာဆိုတဲ့အတန်ကြီးဟိတ်ထွက်သွားတယ်ဟုတ်ဟုတ်တယ်ကိုကြီးဖုန်းရှိန်အဲ့ဒီမှာဝင်ကက်နေတဲ့မဖဲဝဆိုတဲ့မိန်းမကြီးကတကယ်နေချင်တာလားဆိုပြီးမေးတယ်ဗျာ အရာနဲ့ကိုင်းရောက်ရွှေရလေတကယ်နေချင်တယ်ဆိုပြီးပြန်ပြောလိုက်တာအဲ့ဒီမှာမဖဲဝါရတူလာခွန်မဲတဲ့ဖုံးရှင်ရတောက်ခေါက်တန်ပြပြထွက်ပေါ်တော့ဘေးနာလူတွေဖုံးရှင်ပြောလာမိစကားကိုနားဆွနေကိုအောင်ရွှေကိုမဖဲဝါသူ့နဲ့နေဖို့သူ့ရဲ့ခရီးတိုင်းလာခေါ်သွားတယ်ဒီတစ်ခါတော့ကြုံမကဲနိုင်ဘူးဒီလိုဖြစ်ရတာကနှုတ်စီမဆောင်လို့ဖြစ်ရတာဗျတဆေတရေပင်ငါဘာပြောပြောရတယ်မတွင်းနဲ့အဲ့ဒီတဆေတရေတွေဟာ ခမည်းတော်ကုတ်ချိုးတက်သွားနိုင်မယ်။အမလေးကိုအောင်ရွှေရဲ့ဖြစ်မဖြစ်ဟလေတော်ရဲ့ဖုံးရှင်ရဲ့စကားအစုံမိငဲ့ရဲ့အောင်ကိုတန်ကြီးထွက်ပေါ်လာခဲ့တယ်လို့မဖဲဝါဟာလေးအောင်ရွှေရဲ့ဝိညာဉ်ကိုအိမ်မောကဆွဲခေါ်သွားတော့ဖုံးရှင်စိတ်မကောင်းစွာနဲ့မြည်တွင်လိုက်ရပါတော့တယ်။ဟုတ်ကဲ့ပါ ရှင်။ကျမတို့ channel ကထောက်လေးတည်ဆက်ပေးခဲ့တဲ့ဖုံးရှင်နဲ့နှုတ်စီမဆောင်သူဆိုတဲ့စောင့်စဉ်နှစ်ကတော့ဒီညမှနေပြေဆုံးခဲ့ပါပြီ။ နောက်လာမယ့်စာချက်သုံးပါလေဘလို့အကြောင်းအရာတွေပြောပြပလဲဆိုတာကိုတော့ပရိသတ်များအားလုံးကစောင့်မျှော်ပြီးတော့အာဘေနာဆင်မအောင်နော်အာဘေနာဆင်သူပရိသတ်များအားလုံးကိုချစ်စစ်တမားရှင်